Hello အားလုံးပဲမင်္ဂလာပါကျွေးဗီဒီယိုလေးအနေဖြင့်ပြောချဆိုလိုက်ပါရယ်ကျွေး weightless journey ဗီဒီယိုလေး sharing လုပ်ထားတဲ့ဗီဒီယိုလေးကိုအချစ်ရတဲ့မိသားစုတွေတကယ်ချင်းတွေမိဘတွေလာရှိပေးကြတဲ့အတွက်ကြောင့်မို့လို့ယေစုတင်ပါရယ်ကိုယ့်အတွက်ပေါ့နော်ဒါအာတကယ်ကိုအကျိုးရှိစေမယ်လို့ကျူးယုံကြည်ပါရယ်ဆိုတော့ဒါတချို့တော့မိဘတွေက YouTube မသွားနိုင်ဘူးပေါ့နော်အာဒီအတူချုံနဲ့ရှင်းပြပေးပါဆိုပြောလာ ပြောတဲ့သူတွေရှိရယ်ဆိုတော့ကျူးအာ ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုပြန်ရရချင်းဖြစ်ပါတယ်ပေါ့နော်။ကျွေးဗီဒီယိုလေးကိုကြည့်ပြီးသားလို့လည်းအနေနဲ့ဒါဗီဒီယိုလေးကိုမကြည့်လို့လည်းရပါတယ်ပေါ့နော်။အာဆိုတော့ဟုတ်ပါရဲ့ဒီဝေချရဲဒီ process ဆိုတာကအာလူတော်များများအရန်ခက်ခဲတဲ့အရာဆိုပြီးတော့အာဒါထင်ကြရတယ်ပေါ့เนาะယူလဲအဲ့လိုဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့ယူရဲ့အာ mindset က တကယ်ကိုပြောင်းလဲသွားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဂျူးတို့ရဲ့ခန္ဓာကိုယ်ဘယ်လိုအလုပ်လုပ်တာလဲဆိုတော့ဂျူးနားလေးပြီးတဲ့သွားတဲ့ချိန်မှာဝိချရဲဆိုတာကတကယ်ကိုလွယ်ကူတဲ့ process ဖြစ်ခဲ့ပါတယ်ပေါ့နော်ဆိုတော့အာအာဂျူးပြောချင်တာတခုကမိသူတယောက်ရဲ့စီးပွားရေးကိုမဖြစ်စီချင်တာမဟုတ်ဘူးဒါပေမဲ့တချို့တော့ဂျူးအတိကမိတ်ဆွေတွေမိပါတွေကပေါ့နော်ဒီဝိချဆွေတောက်တာတို့ဒါမှမဟုတ်ရှင်လဲအာဒီ အာကြီးကိုဗါလဲခရင်လိုမျိုးကြီးလင်းလိုက်လို့ရှင်ဒီပိုက်စီကြိုက်သွားမယ်ဆိုရဟာမျိုးယူပေါ့ဗောနော်အများကြီးဝယ်တဲ့တူတွေကျူးတွေးလို့ဗောနော်အာတကယ်ကို ကျူးလောက်ခဲ့တဲ့နီလန်က healthy လည်းဖြစ်တယ်ဝေးချလည်းလွယ်တယ်ဆိုတော့အာဒီကျူးလောက်တဲ့ tip လေးတွေ hack လေးတွေကိုဒီတကယ်ကို share ပေးချင်တာဗောနော်တချို့သောလူတွေကကျတော့ပတ်စံရှိမှပဲငါတို့ပြောင်းလေးလို့ရပတ်စံရှိမှပဲငါတို့ကျင်းသွားလို့ရမယ် အစီးတွေဝေလို့ရမယ်ဒီဟာတွေဝေလို့ရမယ် weight loss plan တွေ join လို့ရမယ်ဆိုပြီးတော့တင်တက်ကြရတယ်ပေါ့နော်ဆိုတော့အတကယ်ကိုတည်ထားဖို့ကဆိုရှင် your body can heal itself and အာဂျူအာဒီ tip လေးတွေဆိုလို့ရှင်လဲဒါကိုဟာကိုထွင်ထားတာမဟုတ်ဘူးဒီ biochemist တယောက်ဖြစ်တဲ့ဒီ french အမျိုးသမီးတယောက်ကဒီတွေ့ရှိခဲ့ထားတဲ့ တကယ်ကိုလူဘောင်းများကြီးကိုစုပြီးတော့တဆန်းလေးလဟို sorry လေးပတ်ဆန်းသက်ထားတဲ့အဲဒီအာ chip လေးတွေ hack လေးတွေဖြစ်တဲ့ပေါ့နော်ဒီဆန်းသက်ထားတဲ့အရာဒါဒီအတော်တွေမှာဆိုရှင်လည်းတော်တော်များများဝေးချသွားတယ်တွေ့ရတယ် PCOS တွေပျောက်သွားတာတွေတွေ့ရတယ် acne problem တွေအာတော်တော်လေးညှို့သွားတာတွေတွေ့ရတယ်ပေါ့နော် သူအနေနဲ့ပြောရှင်တို့ကာအနေဂျီတွေလည်းပိုရှိလာတယ်ပြောရှင်အရန်ဒီစားခြင်းနဲ့ ဒီအရှိန် craving လေးပျောက်သွားတယ်ပေါ့နော်ဒီလိုမျိုးတွေ့ရပါတယ်တော့အတူချုံပြောရမယ်ဆိုရှင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကဘယ်လိုအလုံးလောက်တာလဲဆိုတာကိုနားလည်ဖို့လိုတယ် so basically အာကိုယ့်ရဲ့ခန္ဓာကိုယ်ကဒီလှုပ်ရှားသွားလာနိုင်ဖို့အတွက် glucose ဆိုတဲ့ glucose ကပြရနေရလေဆိုလို့ရှင်အစာနေရပါတယ်ဒီအစာထဲမှာဒီတကြားဓာတ်တွေ glucose တွေပါပါတယ်ဆိုတော့အတချို့သောစားစာတွေကဒီ glucose တွေနည်းနည်းပဲပါတယ်တချို့သောစားစာ glucose တွေအများကြီးပါတယ်ပေါ့နော်ဆိုတော့ basically ဂလူကို့စ်အများကြီးပါတဲ့စားစာတွေကကာဘိုဟိုက်ဒရိတ်တွေဖြစ်ပါတယ်။ဆိုတော့ကာဘိုဟိုက်ဒရိတ်ကိုပြန်ပြီးတော့ခွဲမယ်ဆိုရင် starches နဲ့အာ sugar ဆိုပြီးတော့ရှိပါတယ်ပေါ့နော်။ starches ဆိုရင် potato, rice, noodles, bread စသဖြင့်ပြီးရှင် sugar ဆိုရင် anything sweet, anything sweet, chocolate chip to uh, like fruit ပေါ့နော်။ကျတော့ဂျူရောကအစာစာတွေအများကြီးစားလို့ရှိရင်ခန္ဓာကိုယ်ထဲမှာဒီအစာစာတွေကဂလူကို့စ်ဖြစ်နေ breakdown ဖြစ်သွားပါတယ် so basically carbohydrate အာများတဲ့အစားအစာတွေစားလို့ရှိရင် glucose တွေအာခန္ဓာကိုယ်ထဲမှာဝင်တာပိုပြီးတော့များပါမယ်ပေါ့နော်ဆိုတော့အာယူရိုကထမင်းစားနေထမင်းစားတယ်အဲ့မှာ glucose ကခန္ဓာကိုယ်ထဲမှာဝင်သွားပြီးဖြစ်တဲ့အတွက်ကြောင့်မို့ glucose က spike ဖြစ်သွားပါတယ်တက်သွားပါတယ်ပေါ့နော်အဲ့ချိန်မှာကိုယ်ခန္ဓာကိုယ်ကအဒီတကြားရတယ်မလို့ချင်းဘူးဆို ဲ့ချိန်မှာဒီ pancreas ကိုလှမ်းအကြောင်းကြားလိုက်ပါတယ် pancreas ဒီမှာ glucose တွေများနေပြီဆိုတော့အကြောင်းကြားလိုက်တဲ့ချိန်မှာဒီ pancreas ကဒီ glucose တွေပုံရှင်နေတဲ့ glucose တွေကိုစုပ်ယူဖို့အတွက်ဒီ insulin ဆိုတဲ့ဟော်မုန်းကိုထုတ်ပေးပါတယ်ဆိုတော့ဒီ insulin ကဘာလုပ်ပေးတာလဲဆိုလို့ရှိရင်ဒီ excess glucose တွေကိုသူစုပ်ယူပေးပြီးတော့အာ liver cell muscle cell and fat cell တွေမှာတူလောင်ထားလိုက်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ lifestyle ကြီးကအာ အိတ်လိုက်စားလဲအိတ်လိုက်စားလဲအိတ်လိုက်စားလဲပြောရှင်စားတဲ့ဒီစားစားဆိုရှင်လည်း balance ဖြစ်မနေဘူးဒါဆိုရှင်ဂျူတို့ခန္ဓာကိုယ်ထဲမှာ glucose တွေရှမ်းအောင်များနေပြီဆိုတော့ဒီ insulin ကမလောက်တော့အလုံးမလုံးနိုင်တော့ဆိုတော့ခါကြတော့ကိုခန္ဓာကိုယ်က insulin တွေထပ်ထပ်ထုတ်ပြီးတော့ဒီ insulin resistant ဖြစ်သွားပါတယ် insulin resistant ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ရှင်ဂျူတို့ coffee တောက်လို့ရှင်အချာလာလို့ရှင် နှစ်ခွက်သုံးခွက်တော့မှပဲအဆင်ပြေတော့တယ်ဒါမျိုးပုံစံပေါ့နော်အာဒါမျိုးတွေ used to ဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပဲကိုယ့်ရဲ့ insulin ကလည်း power မရှိတော့သူကအားအားကြောင့်မို့လို့ထက်ထထုတ်ပြီးတော့ insulin ကတက်ပြီးတော့ကိုယ့်ရဲ့ liver cell တွေ muscle cell တွေ fat cell တွေမှာတူလောင်ထားလိုက်တယ်အဲ့မှာကိုယ့်ရဲ့ lifestyle ကြီးကဒီလိုပဲဖြစ်နေစေဆိုရင်တူလောင်တဲ့နေရာမရှိတော့ဘူး okay အာဒါဒီ cell တွေမှာတကားခောက်တယ် ဒါပေမဲ့တကားမဖွင့်ပေးနိုင်တော့ပြည်နေဒါချက်အဲ့ခါကျတော့ဒီသွေးတွင်းထဲမှာဒီကိုကုတ်ဆွေရမ်းများပြီးတော့ဒါစီချိုသွေးချိုးတွေဖြစ်တာတွေဒါမျိုးတွေဖြစ်လာတယ် acne problem တွေဖြစ်လာတယ်ပြီးလို့ရှိရင်အဓိကဖြစ်မောပန်းလာတယ်ပြီးလို့ရှိရင် sugar craving တွေဖြစ်လာတယ်ပေါ့နော်အာဒါပြီးတော့ဒီဘိုက်ဘလောက်ပဲပြည့်ပြည့်ပေါ့နော်ဒီ muscle cell တွေမှာဒီကိုကုတ်ဆွေမဝင်နိုင်တော့တဲ့ခါကျတော့ ဒီမစားလို့ရှင်မောပန်းပြီးတော့အားမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးကြီးဖြစ်ဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုယ်ခန္ဓာကိုယ်ကိုဒီတူလောင်ထားပြီးသားဖြစ်တဲ့ဒီ glucose to burn လောက်ဖို့ဆိုရှင်ဒီ fat burning mood ကို on ထားဖို့လိုတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီကိုယ်ကဒီပါးစပ်ထဲမှာဒီ glucose တွေမထည့်လေလေ insulin level က အလုံးလုံးဆရာမလို့တော့ right ဆိုတော့ तू อ่ะจ่าตัวมั้ยไอ้ฉิ่งมามาဒီโตလောင်ทาပြီးတဲ့ fat တွေอ่ะ तू หา तू burn လုပ်သွားมั้ยไอ้တဲ့ฉิ่งมาတွေ burn ဖြစ်มั้ยမစားတဲ့ฉิ่งมาတွေ burn ဖြစ်มั้ยဗောเนาะเอ่อပြီးလို့ရှင် exercise လုပ်တဲ့ฉิ่งมา burn ဖြစ်มั้ยလမ်းရှောက်တဲ့ฉิ่งมา burn ဖြစ်มั้ยစသည်ဖြင့် तू หา तू burn လုပ်သွားมั้ยအဲ့လိုမျိုးမဟုတ်ဘယ်နဲ့ကိုကစားနေတဲ့တွေကတော့ဒီ insulin ကဒီ သူအထဲမှာဝင်နေတဲ့ glucose ကိုပဲ break down ဖြစ်ဖို့သူကအရင် busy ဖြစ်ပြီးတော့ဒီတုံးလောင်ထားပြီးသား glucose တွေအစီတွေကိုသူကလောင်ကျွမ်းပေးနိုင်နိုင်မှာမဟုတ်ဘူးပေါ့နော်။လောင်ကျွမ်းနိုင်မှာမဟုတ်ဘူး။ဒါကြောင့်မို့လို့အဲ့ဒါကိုအတိထားဖို့လိုတယ်။ဆိုတော့အာကိုယ့်ရဲ့ glucose spike ဖြစ်တဲ့ဟာကို short ဖို့လိုတယ်။ပေါ့နော် glucose spike ဖြစ်တဲ့ဟာကို short ဖို့ဆိုရရင်ကျူရောစားနေတဲ့အစားအစာတွေကိုအာစီစဉ်တကြနဲ့ ဒါစားဖို့လို့တဲ့အဓိကအဖြစ်ဒီကာဘိုဟိုက်ဒရိတ်တွေအဲဒီဂလူကို့စ်တွေရန်များတဲ့ကာဘိုဟိုက်ဒရိတ်တွေကိုလျှော့ဖို့လိုပါတယ်ပေါ့နော်ဆိုတော့မြန်မာနိုင်ငံမှာနေတဲ့တချို့မို့လို့ဒီကာဘိုဟိုက်ဒရိတ်တွေထမင်းတွေအာနူဒယ်တွေပိုတီတိုတွေလျှော့ဖို့ဆိုရင်ဘလို့မှဖြစ်နိုင်ဘူးဆိုတော့ဘလို့စားကြမလဲ right so ဒီချိန်မှာအာဒီ hack လေးတွေ tip လေးတွေအရေးကြီးလာပြီဆိုတော့ number 1 tip နေနဲ့ပြောရမယ်ဆိုရှင်ကိုယ့်ရဲ့ breakfast ကိုပေါ့နော် ဒီ protein တွေနဲ့ build လုပ်ထားတဲ့ savory breakfast ကိုရွေးပြီးစားပေးပါ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မနက်ထထချင်းဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဘာမှမရှိသေးဘူး။ဗိုက်ထဲမှာဘာမှမရှိသေးဘူး။ဒီချိန်မှာ carbohydrate ကိုထည့်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ insulin ကအရင် spike ဖြစ်သွားမယ်ပေါ့နော်။ အကွေကောကောစကိုင်ယန်စပိုက်ဖြစ်သွားမယ်ဒါဆိုရှင်ဆူလင်ကအရင်အလုံးလုံးရရပေါ့နော်နောက်ထပ်တစ်ချက်ကတော့ဗနီကာတောက်တာပါဆိုဗနီကာကိုဘယ်ချိန်မှာတောက်ရမလဲဘယ်လိုတောက်ရမလဲဆိုလို့ရှိရင်ဒီမနက်ထပ်ထပြီးချင် empty stomach မှာ one drop two drop ကိုရေးများကြီးနဲ့တောက်တာကောင်းပါတယ်ဒါကိုရဲ့ဘိုက်ထဲမှာစုနေတဲ့ဆီတွေကိုအများကြီးသူလောင်ကျွမ်းစီရဲပြီးလို့ရှိရင်အာထမင်းမစားခင်မှာတောက်ပေးခြင်းအပြင်ဒီဂျူးတို့ စားသမျှဝင်ဝင်ပြီးတော့ glucose spike break down သွားမယ်ပြီးတော့ glucose spike ဖြစ်သွားမယ်ဒီ glucose spike ဖြစ်တဲ့နှုန်းကိုသူက30%လောက်ချောချပြေးသွားပါတယ်ဗောနော်နောက်ထပ်တစ်ချက်ကတော့စာမစားခင်မှာ vegetable တွေအရင်အဆုံးစားပေးပါဘာဖြစ်လို့လဲဆိုတော့ vegetable တွေအရင်အဆုံးစားပေးခြင်းအပြင်ကျူးတို့ရဲ့ဥထဲမှာသူက ်လေယာဖြစ်နေ protect လို့နေပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျူရောစားတဲ့မြာဒီအစားစားရဲ့ breakdown glucose ဖြစ်နေ breakdown ဖြစ်သွားတဲ့ချိန်မှာ spike ဖြစ်သွားတဲ့ချိန်မှာသူက30% 40%လောက်သူက short ချပေးပါတယ်။ဒါကြောင့်မို့လို့ vegetable အရင်ဦးဆုံးစားပြီးချင်းကရန်ကိုထပ်ကိုဖြစ်တယ်။ပြီးလို့ရှိရင်နောက်ထပ်တစ်ချက်ကကြာတော့ sugar တွေ cut လုပ်ခြင်းမှာဆိုတော့ sugar တွေ cut လုပ်ပါလို့ပြောတဲ့ချိန်မှာကျူကရှေ့မှာပြောထားတဲ့အရာလေးတွေကို လုံယုံနဲ့တင်ကွက် craving ကတော်တော်လေးကျသွားပါတယ်အဲ့ဒါကျူးရကိုတွေ့ပါပေါ့နော်ဆိုတော့ဒီဟိုစားချင်လိုက်တာဒါလေးစားချင်လိုက်တာမရှိတော့ခုချိန်မှာပေါ့နော်မရှိတဲ့ခါကျတော့မစားဖြစ်တော့မစားဖြစ်ခဲ့တဲ့ခါကျတော့ကိုယ့်ရဲ့ glucose ကဒီခါကိုယ်ရဲ့မဝင်တဲ့မဝင်တော့ဘူးဒါကြောင့်မို့ကိုယ့်ရဲ့ insulin level ကလည်းကျသွားပါတယ် ဒါကြောင့်မို့လို့ဒီ sugar တွေခတ်လောက်ခြင်းကလည်းတတူအရေးကြီးတဲ့အရာတစ်ခုလို့ကျူးမြင်တယ်။အာပြီးလို့ရှိရင်နောက်ထပ်တစ်ချက်ကတော့အစာစားပြီးတိုင်းဒီကိုယ့်ရဲ့ muscle လေးတွေကိုဒါအသုံးပြုပါပေါ့နော်။ဘာလို့ဆိုတော့ဒီ glucose breakdown ဖြစ်သွားတဲ့ချိန်မှာဝင်သွားတဲ့ glucose တွေကိုဒါအာအလုတ်လုတ်ပြီးခြင်းအပြင်ဒါအများကြီးရောင်ကျွမ်းစီရေပေါ့နော်။ဒါကြောင့်မို့လို့ဆက်စားပြီးတဲ့ချိန်မှာလှုပ်လှုပ်တာပဲဖြစ်ဖြစ် ာ clean လုပ်တာဖြစ်ဖြစ်ဝတ်ရှော့တာဖြစ်ဖြစ်ဘောနော်ဒါလုပ်ပေးပါအဲဆိုတော့ဒီဟာလေးနဲ့တင်တတော်လေးကိုအာတိတိတတ်တာ result တွေတွေ့ရပါလိမ့်မယ်ဆိုတော့အာ of course julie ဒါနေ့တိုင်းဒီလိုမျိုး keep on track လုပ်နေဖို့ဆက်စီမဖြစ်ဘူး of course i know that because အာစီပွားရေးအခြေအနေလည်းကောင်းမနေဘူးပြီးရှင် quality ရှိတဲ့ မျိုးတွေကိုနေ့တိုင်းစားဖို့ဆိုရလဲအဆင်ပြေမနေဘူးတခါတလေဆိုရှင် we like to party right or အကုန်လုံး chitay ဆိုရှိပါတယ်ဒါပေမဲ့80%လောက်ကိုအာဒီလိုမျိုး hack လေးတွေကိုထည့်ပြီးတော့ဒါကိုယ့်ရဲ့ထမင်းစားတဲ့စားပုံစားမျိုးကို quality ရှိရှိနဲ့စားပေးဆိုရှင်နောက်ထပ်30ရာခိုင်နှုန်းကကြတော့အဲလို party လုပ်တဲ့ချိန်တွေရှိမယ်အဆင်ပြေတဲ့ချိန်တွေရှိမယ်ပေါ့နော်အာဒါပေမဲ့ဒါဒီလိုမျိုးဆွေးနွေးတာမှအများကြီးပြောင်းလဲမှုတွေ့ရပါလိမ့်မယ် and of course အဲဒီဂျူးပြောခဲ့တဲ့အကြောင်းအရာတွေကဝစ်ချဖို့တသက်ပဲဆိုရှင်လုံးဝအဆင်ပြေရယ်ဘက်ကိုကခန္ဓာကိုကြည်ကြည်လေးလေးဖြစ်ချင်တယ်ခန္ဓာကိုလှပချင်တယ်ဆိုရင် of course obviously ဂျင်းတွေတွားရမယ် exercise တွေ lots of lots of exercise လုပ်ရမယ်ပေါ့နော်အာ and also အာလမ်းတွေအများကြီးရှောက်ပါရေတွေအများကြီးတောက်ပါပြုရှင် cut toxic friend you know cut you know this stressful deep ဖြစ်စေမဲ့ຢာတွေကိုတတ်တတ်နိုင်ဆုံး short ပေါ်တော့ပြလို့ရှိရင်အေးဝအောင်အဲ့အဲ့ဒါဆိုရှင်ဝေကကြောက်ကြပါတယ်အဓိကတော့လေဒီအဓိက message ကတော့ဒီကျူတော့အစားမစားတဲ့ချိန်မှာဆိုရှင်ဒီ glucose ကမဝင်တော့မဝင်တော့တဲ့ခါကျတော့ဒီတူထောင်ထားပြီးသား glucose တွေကို break down ဖြစ်ပြီးတော့ဒီ energy နဲ့သူကပြောင်းလဲလိုက်ပါတယ်ဒါကြောင့်မို့လို့ အာဂျူတော့ဘာမှမစားဘူးဆိုလို့ရှင်လေဒါ energy တွေရှိနေတယ်ဆိုတာကဒီတိုးလောင်ထားပြီးသားဖြစ်တဲ့ဒီ glucose တွေကို तू က energy ဖြစ်နေပြောင်းလဲသွားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်ဆိုတော့အခုလေဂျူစနေခွဲဖြစ်နေပြီ actually actually sleep by now but recording လုပ်နေတာကအဆင်မပြေဘူးအဲ့လိုဖြစ်သွားတဲ့အခါကျတော့ကြာသွားတယ်ပေါ့နော် but still i don't feel tired at all you know you know what i mean so ဒါ tragic ချင်အဖြစ်ဒါ energy တွေလက်ကိုရှိလာတွေတွေ့ရမယ် acne problem တော်တော်များပြောက်သွားတွေတွေ့ရမယ်ပြီးလို့ရှိရင်အာ period တွေမှန်လာတွေလည်းတွေ့ရမယ်အာ weight weight တွေကျသွားတယ်လည်းတွေ့ရမယ်ပေါ့နော်အာဆိုတော့ကိုကဘလောက်ပဲဆဆ acne problem တွေမရှိဘူးကိုဘဘလောက်ပဲဆဆမဝနိုင်ဘူးဆိုရဲသူတွေလည်းရှိရှိမှာပေါ့နော် i don't know about that okay i don't know about that so try ရှိပါကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ် bye bye